ဟိုဝိတ်ချတယ်ဆိုပြီးတော့မှအငတ်ခံပြီးတော့မှဟိုဝိတ်ချကြတယ်ဆိုတာဟုတ်တယ်ပိန်သွားမှာပေါ့နော်ဒါပေမဲ့ကျမ်းမာတန်ဆွမ်းပြီးပိန်သွားတာမျိုးမဟုတ်ဘူးရိုးပေါ်ရေတင်ပြီးအသားရေပါခန်းချောက်ပြီးတော့မလှမပါကြီးနဲ့ဖြစ်သွားတာလေကျန်းကျန်းမာမာလှလှပါပါနဲ့ဆိုတာသူ့ညှတအောင်စားအောင်ကျမဆိုစားတယ်သိလားဟင်းရဆိုလေဟင်းရဆလတ်ချားရဆိုလို့ရှိရင်ကျမဆိုဒီလိုကြီးပကံကြီးဒီလိုဘိုးကြီးနဲ့ဒီလိုမျိုးအပြည့်ပဲသိလားဟင်းရတီလေ ။ဟင်းရက်ဒီအများကြီးအဲ့ဒါ dressing sock နဲ့ဟင်းရက်ဒီအဲ့လိုတပကန်စားတယ်။ကြက်ဥစားတယ်။ကြက်ဥပြုတ်ဆိုအရန်နေတိုင်းဆိုမစားနိုင်ဘူးဆိုကြက်ဥလေးကိုနည်းနည်းလေးစီလေးပါလီကာလေးဖြတ်တာပေါ့လीနော်။လုံးလုံးကြီးတော့ကိုကအဲ့လိုကြီးလုံးလုံးကြီးဟိုလိုကြီးဟို body ကစားတဲ့သူတွေလိုတော့ကြက်ဥပြုတ်ကြီးပဲလေဒီလိုမစားနိုင်ဘူးပေါ့။ကြက်ဥ half fry လေးပေါ့ဘလိုလေးပေါ့။အဲအဲ့လိုမျိုးလေးအဲ့လိုမျိုးလေးစားတယ်။အဲအဲ့လိုမျိုးလေးစားတယ်။အဲနောက်တစ်ခါကိုက ဒီနေ့စားထားတဲ့အားနဲ့ကိုပြန်ဘန်းတဲ့အားနဲ့ပေါ့လမ်းလျှောက်တယ်ဟိုတလဆိုကျွန်မလေးချင်ကလည်းအရင်လှုပ်တဲ့ခါကျတော့ဒီမှာဒီချုပ်ရိုးစားရအောင်ထွက်ပါတယ်လို့ဆိုအဲ့တော့လေကိုလမ်းလျှောက်တဲ့အားကျွန်မတနေ့ဆိုလမ်းလျှောက်တာတပေါင်းလျှောက်တယ်နော်တပေါင်းလျှောက်တပေါင်းလျှောက်တယ်ဆိုဟိုကယ်လိုရီဘန်းသွားတဲ့ဟာနဲ့အဲဒီတနေ့တပေါင်းအားနဲ့နောက်တစ်ခါဒီပြန်စားတဲ့အားနဲ့မှာ ဘန်းနဲ့အာများတယ်ဆိုရော့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 သွားမှာပေါ့နော်အဲ့တော့အစားမစားဘဲနဲ့ဝိတ်ချတယ်ဆိုတဲ့နီလန်းကတော့မမှန်ဘူးမစားရင်ပိန်တာဆိုတာမှန်နေလीဒါပေမဲ့ကြမ်းကြမ်းမာမာနဲ့ပိန်တာမဟုတ်ဘူးအသားရည်တွေခန်းချောက်ပြီးရိုးပေါ်ရည်တင်နေမလှမပါကြီးနဲ့ပိန်တာလीနော်ဆိုတော့ကျမတို့ဆွဆွပြည်ပြည်နဲ့လှလှပပနဲ့ပိန်ဖို့လိုအပ်တာပေါ့နော်အဲ့တော့ဒါတော့ကျမအေးရေးမှန်တဲ့ထဲမှာမပါဘူးအေးရေးတွေဘာတွေမှန်နေဆိုရင်ပို့ပြီးတော့မှအဆင်ပြေမှာနော်အဲ့လိုမျိုးလေးအဲ့လိုမျိုးလေးဖြစ်တယ်အဲ့တော့ဟို မစားဘဲနဲ့ချလိုက်တာမျိုးကြီးမလုပ်နဲ့စားစားလဲစားချလဲချကျွန်မတော့စားတယ်ဒါပေမဲ့ဟိုကြက်မကြီးနဲ့ညီညွတ်တဲ့အစားတွေလည်းဖြစ်ဖို့လိုတာပေါ့နော်ဒီမှာဒါမျိုးဆိုလေတပကံကြီးအများကြီးစားပစ်လိုက်တယ်လေဒီမှာထောပတ်သီးလေးစားပစ်လိုက်တယ်လေဟွန်းစားလို့ရတယ်လေဟုတ်လားဆယ်မွန်လိုဟာမျိုးစားလို့ရအပားတွေစားလို့ရတယ်အသားစားတဲ့သူတွေဆိုကြက်ဥတွေစားလို့ရတယ်ဟင်းရွက်တွေစားလို့ရတယ်ဟုတ်တယ်လားအဲ့လိုမျိုးညကျမတို့ကဘာဖြစ်လို့ချလို့တွေလွယ်ကြလဲကျမတို့တွေဘာဖြစ်လို့ကျမတို့ကစီမစားဘူးကျမတို့တွေက စီကြော်တွေမဆောင်။ကျွန်မနို့နဲ့နို့တွက်ပစ္စည်းမဆောင်။အသားမဆောင်။ဒီလိုအသားအောင်လေ။တွေ့ဒီလိုမဆောင်ဆိုတာရှောင်းတာမျိုးမဟုတ်ဘူး။ဒီလိုမျိုးပေါ့။ဒီလိုဟန်ပြလောက်တော့ကျွန်မအဲ့လိုလေးတော့စားတယ်။ဒါပေမဲ့တခုတ်တရာကြီးနဲ့အဲ့လိုစားတဲ့ဟာမျိုးကျွန်မမစားဘူး။အသားအောင်မမဆက်ဆက်နေလေ။ဒီလိုမျိုးမှစားကျင်တဲ့ရှိလို့ခဏလေးစားလိုက်တယ်ဆိုရင်ဟာမျိုးလောက်ကလွယ်လို့မလုံး။မဝသားနဲ့အာလူးနဲ့ချက်တယ်ဆိုအာလူးစားတယ်ဝသားမစားဘူး။ ဇက်သားနဲ့ဘူးသီးနဲ့ချက်တယ်ဆိုရင်ဘူးသီးနဲ့အရင်နဲ့စားတယ်ဇက်သားမစားအောင်ရှားခေါက်ဆွဲစားတယ်ဆိုခေါက်ဆွဲဖက်စားတယ်ဇက်သားမစားအောင်ဒီလိုမျိုးပေါ့ဟိုလိုမျိုးကြီး vegan တွေ vegetarian တွေ အဆင့်ထိကျမရှောင်းတာမျိုးမဟုတ်ဘူးရိုးရိုးဒီတိုင်းမစားတဲ့အဆင့်အေးဒါမဲ့တဖြည်းဖြည်းနဲ့တော့ vegetarian ဖြစ်အောင်နေရမယ်ပေါ့နော်အ vegetarian ဖြစ်သွားပြီဆိုတော့ vegan ပေါ့ vegan ကဖြစ်ရတာလွယ်ပါတယ်ဘာဖြစ်လို့ကိုကတရိတ်ဆန်နဲ့တရိတ်ဆန်ဒရက်ပစ္စည်းလဲကိုကသုံးဆွဲတဲ့သူမဟုတ်ဘူးလေနော်ဆိုတော့ vegetarian ကိုလုံးလုံး vegetarian ဖြစ်အောင်တော့နေရအောင်မယ်ဒါပေမဲ့ဟိုပေါ့ကိုကတော့ vegetarian အပြည့်မဟုတ်သေးဘူးပေါ့နော် အသက်ချိန်ချိန်တော့ vegetarian ဖြစ်အောင်နေရမယ်ပြည့်စုံသူများခရီးကထဖြစ်မှလဲဆိုရယ်လीเนาะကိုကဟိုဒီကိုဟာကိုချက်ပြုတ်စားတောက်တတ်တဲ့သူမဟုတ်တဲ့အတွက်ကြောင့်မလို့သူများခရီးကထဖြစ်မှဆိုရယ်ဆိုတော့ vegetarian ဖြစ်အောင်တော့နေရမယ် နောက်ပိုင်းလေ vegetarian ဖြစ်အောင်နေရမယ်အဲလုံးဝအသားမစားတော့တဲ့ဟာမျိုးပေါ့နော်အသားမစားတော့တဲ့ဟာမျိုးအဲ့လိုလေးဖြစ်အောင်ရအခုကတော့ကြုံရင်စားမိသေးတာပေါ့နော်အဲ့လိုငငယ်နေကတော့အမဲသားတို့စိတ်သားတို့ကတော့ကျမမစားဘူးအမဲသားမစားဘူးကျမစိတ်သားမစားဘူးအဲ့လိုသားကြီးငါးကြီးတွေမစားဘူးပေါ့နော်အသားအကောင်ရမ်းကြီးတဲ့အသားတွေမစားဘူးအကောင်ရမ်းကြီးတဲ့ဟာတွေမစားဘူးပေါ့အဲ့လိုသားကြီးငါးကြီးမစားဘူးနောက်တစ်ခါနုနယ်နုတွေပစ္စည်းမစားဘူးစီကြော်တွေမစားဘူးစီပြန်ဟင်းတွေမစားဘူးအဲ့လိုမျိုးအဲ့လို အဲ့လိုမျိုးဆိုတော့ဒါကျမကြီးနဲ့လည်းညီညွတ်တာပေါ့ဒါကြောင့်မို့လို့ကျမလေသွေးတို့တွေစီးတို့တွေမရှိဘူးအာယောဂါဆိုးတွေအဲ့လိုဆွဲတောက်ရတဲ့ယောဂါတွေမရှိဘူးပေါ့နော်ကျမအသက်ရွယ်ဆိုဒါဆိုသွေးတို့စီးကြတော့ကျမတို့မိန်းမလိုင်းရှိရလေ40ကျော်50ဆိုသွေးတို့စီးကြရတယ်ရှိရကျမတငယ်ချင်းတွေဆိုအကုန်ရှိရသွေးတို့စီးကြလေးဘက်နာဘယ်အဲ့အဲ့သွေးတို့စီးကြတာငါစကားရမပြီးတော့လားမသိသွေးတို့စီးကြလေးဘက်နာအဲ့လိုမျိုးတွေရှိကြတယ်ကျမတို့အဲ့ဒါတွေမရှိသေးဘူးကံကောင်းသေးတယ်ပြောရမှာပေါ့နော် ဘယ်တော့မှတော့ဘယ်လိုဖြစ်မလဲတော့မပြောတတ်ဘူးပေါ့အခုကတော့အခုချိန်ထိကတော့ကံကောင်းသေးတယ်ပေါ့အဲ့တော့အသက်ရှည်ရအနာမဲကြောင်းနဲ့ကွာကိုချစ်ကွာကိုဂယူဆိုင်ဟုတ်ပြီလားနော်မိန်းမတွေလှပဖို့လိုတယ်စမတ်ကြဖို့လိုတယ်မြမအမျိုးသမီးတွေလှပပြီးတော့မှတခါတည်းကိုအာစမတ်ကြနေဖို့လိုတယ်ဟာမြမအမျိုးသမီးတွေဒီလာရင်ဘိုက်ပူတယ်အနံကားတယ်အင်းလုံကျင်းတာဘုတ်ထိုင်းနေတာအဲ့လိုမျိုးကြီးနေနဲ့ no လုံးဝ smart လုံးဝ smart ဖြစ်ဖို့လိုတယ်နော်မြမအမျိုးသမီးတွေဟုတ်တယ်လားအဲ့တော့အဖွားကြီးပဲဖြစ်ဖြစ် အိမ်အောင်မဲကြကြခလေးတရာစင်မဲမွေးထားမွေးထား smart ဖြစ်ဖို့လိုတယ်ဟုတ်ပြီနော်